ဲမင်္ဂလာပါမျိုးတို့ကြီးဒီကနေ့လဲကျွန်တော်တို့ break ကပဲထပ်တတ်တယ်ဗျာနော်ထိတ်ကလည်း3ည5ဆိုပြီးမှန်ခဲ့တယ်နော်ဟိုဟာကီးကလည်း3ညဆိုပြီးမှန်ခဲ့တယ်နော်အဲ့ဒီမှာကျွန်တော်တို့က break ကတတ်ထားတဲ့အတွက်ကျွန်တော်တို့ကဘလို့မှကိုအဆင်မပြေဘူးဖြစ်သွားခဲ့တယ်နော်ဒါပေမဲ့ကျွန်တော်တို့ဒီကနေ့အထက်မှာ20တွေအားလုံးနဲ့မှမှတို့ကပတ်သီးတို့ဒီတန်းတို့ထိုးတဲ့လူတွေကတော့ဒီမှာဒီကောင်ကတော့၄တစ်ဆိုပြီးတော့အခုကျွန်တော်တို့အာ sorry ဟုတ်တယ်နော်၄တစ်နော် အဲလေးတစ်ဆိုပြီးတော့ကျွန်တော်တို့တစ်ချိန်အောင်ခဲ့တယ်နောက်တစ်ခါမနေ့က305ဆိုတဲ့အခွေရလည်းအောင်ခဲ့တယ်ပေါ့နော်ဒီအခွေကျွန်တော်တို့မထွက်သေးပါဘူးဒီအခွေကြံပါသေးရယ်နော်ဒီကောင်ကတော့နောက်တစ်ချိန်ကြံပါသေးတယ်သူကတက်မှတ် grand နေအပြည့်ဆိုရင်နော်သူကအနည်းဆုံးနှစ်ချိန်ထွက်ရမယ်ခုမှတစ်ချိန်ပဲရှိသေးတယ်ပေါ့နော်ဒါပေမဲ့အနိုင်နဲ့ပိုင်းရင်တော့လည်းပိုင်းပေါ့နော်ဒီမှာအခွေနှစ်ခွေမှာတစ်ခွေအပွား1နှစ်6ခွန်8ဆိုတဲ့အခွေကတော့ကျွန်တော်တို့မထွက်သေးဘူးပေါ့နော် ကြည့်ရတော့ကျွန်တော်တို့20လေးတွေပဲစလိုက်ကြအောင်ပြเนาะအဲဒီကနေ့ကတော့ကျွန်တော်တို့ဘယ်ကစမလဲဆိုတဲ့အခါကျတော့6ခွန်9နှစ်ကစမယ်ပြ6ခွန်9နှစ်6ခွန်9နှစ်6ခွန်9နှစ်ပြီးသွားတော့43 43 43 45 46 45 တစ်ချောက်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်ဒီနေရာမှာကျွန်တော်တို့မနေ့ကတွေ့တဲ့တွင်နီးနဲ့သူကသွားပြီးတူညီပါတယ်သို့တော်ညာလည်းကျွန်တော်တို့တူညီတယ်ဆိုပေမဲ့ကဏန်းကောင်ကြီးကမတူပါဘူးဒီတွင်နီးကကျွန်တော်ပြီးခဲ့တဲ့ဘက်ကတင်ထားတဲ့တွင်နီးပဲเนาะကဏန်းကောင်ကြီးကမတူပါဘူးကျွန်တော်တို့မနေ့ကဟိုတွင်နီးနဲ့တူတယ်ဒါပေမဲ့ဟိုအဆင်ရပြရ ဘယ်လိုကောက်တယ်ဆိုရခါကျတော့ဒီခွန်ရဲ့တဲ့ဒီတက်ကယ်ပဲကောက်တာနော်ဟိုမနေ့ကဝါလဲကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုရင်ဒီလိုပဲကောက်တာနော်ဒီလိုပဲကောက်တာဟုတ်လားဒီလိုပဲကောက်တယ်ဒါပေမဲ့မနေ့ကဝါကျွန်တော်တို့ဒီကောင်မှာကဘာဖြစ်တယ်ဆိုရခါကျတော့ဥပမာဒီမှာခွန်ရဲ့တက်ကယ်ပေါင်းတော့10ဒီမှာတော့ဥပမာကျွန်တော်တို့ကဒီကနန်းရဲ့နက်ခတ်ကိုပြန်ယူတယ်နော်ပြီးတော့မှဒီကောင်ရဲ့ပါဝါယူရအခုကြာဒီကောင်ကဒီကောင်ရဲ့ယူနီကြာတော့ဒီကောင်ကိုပါဝါယူရ ပြီးတော့မှဒီကောက်ရဲ့နက်ခတ်ကိုပြန်ယူတယ်ရှေ့ရကနေနက်ခတ်ကိုပြန်ယူတယ်နော်ဟို20တွေကဟိုအပတ်စင်မတူဘူးနော်အပတ်စင်ဟိုအကျင်အလှဲ့မတူဘူးနော်အကျင်လည်းမတူရတဲ့တချို့ကြောင်ဟိုရှေ့မနေ့ကတွက်ထားတဲ့ခါတော့ဒီလိုကောက်ထားပါဒီကနေ့တွက်ထားဒီလိုကောက်တယ်ဆိုတာမျိုးမဟုတ်ဘူးနော်အဲ့တော့ကောက်ပုံကောင်းနေမတူဘူးဒါကကျွန်တော်ပြီးခဲ့တဲ့ပန်တွေကတွက်တဲ့ဟာနော်ဟိုကောင်ကတော့ကျွန်တော်ပြီးမနေ့ကမှကျွန်တော်တို့တွက်ခဲ့တဲ့ဟာပေါ့နော်ဒါပေမဲ့အဲ့မနေ့ကကျွန်တော်ဒီမှာလည်းပြောသွားတယ်ဝမ်းကျင်းဖြစ်နေတဲ့တတိရှိကစားတဲ့ကျင်းတဲ့လူတွေအတွက်ဝမ်းကျင်းဖြစ်နေကစားလို့ တုံညာခွန်ဝန်းကျင်ဆိုတဲ့အတိုင်းဟုတ်လားတုံညာခွန်ဝန်းကျင်မဲ့ထွက်သွားခဲ့တယ်နော်တုံညာ5ဆိုပြီးတော့နော်ကဲအဲ့တော့ကျွန်တော်တို့ကဒီမှာကောက်နီးလေးမတူတာကိုကျွန်တော်ရှင်းပြခြင်းပဲဖြစ်ပါတယ်နော်တော်ကြကြမနေ့ကတွေ့ထားတဲ့တွေ့ပုံကြီးအတူတူပဲကဏန်းကောက်တာမှားနေရဆိုပြီးတော့လာမှာစိုးလို့ပါနော်အဲ့တော့ကျွန်တော်တို့ဒီမှာ73တစ်ဆိုတော့ဘာထွက်သွားတဲ့လဲဆိုတဲ့အခါကျတော့8တစ်ဆိုပြီးထွက်ပါတယ်ဟုတ်လား ရှစ်တဆိုပြီးထွက်ပါတယ်ရှစ်ရဲ့တကယ်ထိပြီးတော့အခွေအနေနဲ့အောင်ခဲ့ပါတယ်ကိုလေးတဲ့ကိုလေးမှာတော့ကျွန်တော်တို့မအောင်ပါဘူးဒါကကျွန်တော်ပြီးခဲ့တဲ့ပန်တော်အတွက်ပြထားတဲ့ဤပါเนาะဒီကောင်ပါဟာလားเนาะတော်ကြကြမနေ့ကဟာနဲ့မတူဘူးเนาะအဲ့တော့ကျွန်တော်တို့ဟိုမတီးတဲ့လူလည်းကြည့်လို့ရအောင်တီးပြတာလူလည်းထပ်ပြီးတော့မှတ်မိအောင်ထပ်ပြတွေ့တာပေါ့เนาะရှစ်တမှာကျွန်တော်တို့ရှစ်ရှစ်ကောတစ်ကော TV အခွေအနေနဲ့အောင်ခဲ့ပါတယ် ကဲနောက်တစ်ပြန်ဆက်တွေ့ပါမယ်ဒီရှိရှိလေးဒီရှိရှိလေးရှင်ငါငါနှစ်ရှင်ငါငါနှစ်ရှိရှိ6နှစ်ရှိရှိ6နှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကို ကျွန်တော်တို့တွေ့ပါမယ်ဒီတစ်ပတ်ကတော့ဗျာပတ်တိပတ်တိတစ်ပတ်ဆိုင်ကပ်ယူထားတဲ့လူတွေပဲအောင်လာရှိတယ်เนาะအဲ့တော့ ဟိုမနေ့ကလည်းကျွန်တော်တို့အရန်ပဲတနေ့ကလည်းအရန်ပဲဒီကနေ့ကျတော့ကျွန်တော်က3ည4เนาะပေးတာထွက်တာ3ည5เนาะอืมအဲ့တော့ကျွန်တော်တို့တွေ့မဲ့ဆိုရင်ဒီ6ရက်ဒီ6ရက်ပါ4ပါတဲ့4ရက်ပါဝါ6ရက်နဲ့ခက်ခက်နှစ်4 6နှစ်ဆိုတော့ကီ3လုံးဒီပြင်ရမှာထွက်ရမယ်တဲ့နော်ကျွန်တော်ပြောတာဒီရက်နှစ်ခက်ကိုပြန်ယူတာเนาะဒီကောင်ရဲ့ပါဝါယူဒီကောင်ရဲ့နှစ်ခက်ယူဒီကောင်အထိုင်မဲထားတာဟိုကောင်တော့မဟုတ်ဘူးဒီကောင်ရဲ့နှစ်ခက်ယူပြီးမှနှစ်ခက်ကိုပါဝါဆင့်ယူတာเนาะမတူဘူးဟုတ်လား ထပ်ပြီးထကြည့်တလဲလဲပြောတချို့ကြခဏခဏအဲ့လိုမျိုးကြီးမှားတယ်မှားဆိုဝင်မှန်းလာရှိတယ်လို့ပါနော်အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတော့၄၃ညတဲ့၄၃ညမှာ၄တလုံးထိပြီးအောင်ခဲ့ပါတယ်၃ည၃ညတဲ့၃ည၃ညမှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြင်တော့တွက်ပါမယ်တင်း၅၈၆တင်း၅၈၆၆၉၅၃၆၉၅၃၆၅တင်း၅ 6 5 3 5 6 5 5ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုတွေ့မယ်ဆိုရင်ဒီ9ရယ်ဒီ1ကပေါ့6 6ရဲ့ပါဝါ1 6ရဲ့နှက်ခက်က9 6 1 9ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့ခါကျတော့9 4တဲ့မအောင်ပါဘူး6 6တဲ့6 6မှာတော့ကျွန်တော်6တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့အဲ့ဒါဘာဖြစ်လဲမင်းစိတ်ပါ ကဲနောက်တစ်ပြန်တွေ့ပါမယ်တိခွန်ခွန်လေးတိခွန်ခွန်လေးခွန်လေး3866 3866 66 66တဲ့လေးလေး3ည3ည4 4 3ည3ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီခွန်ရဲ့ဒီ3ည3ပေါင်းခွန်ပါပဲတဲ့ခွန်ရဲ့ပါဝါ2ခွန်ရဲ့နှက်ခက်က3ည9 3ည3ဆိုတော့ဒီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့အခါကျတော့3ည5တဲ့ ၃ည၅မှာ၃ည၃လုံးထိပြီးအောင်ခဲ့ပါတယ်၃၉တဲ့၃၉မှာတော့မအောင်ပါဘူးဗျအဲနောက်တစ်ပြန်တော့တပမယ်ည၈နှစ်၄၃ည၈နှစ်၄၃၆၉၃၆၉နှစ်ခွန်း73နှစ်ခွန်း73ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ၈ကဲဒီ၈ကဲပေါ့ 6ပါတဲ့6ရဲ့ပါဝါတိတ်6ရဲ့နှက်ခက်က6 6 1 9ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့အခါကျတော့6 6တဲ့6 6မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ်6 9 6ခွန်မှာတော့မအောင်အာ6ခွန်မှာလည်း6တလုံးထိပြီးအောင်ခဲ့ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ညာရောမနဲ့ကောအောင်ခဲ့ပါတယ်အမျိုးတို့အဲ့နောက်တစ်ပြန်တွက်ပါမယ်9ခွန်၄9ခွန်၄၄3 9 8 4 3 9 8 2 1 4 1.14ရှိဆိုပြီးဒီလိုမျိုးထွက်ထားပါဗါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ဒီ9ရဲ့ဒီ4ရဲ့ပေါင်း4ပါတဲ့9ရဲ့ပါဝါ4 9ရဲ့နှက်ခက်6 9 4 6ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားဆိုတဲ့ခါကျတော့63တဲ့63မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ်9 9တဲ့9 9မှာလည်း9တလုံးထိပြီးညာရောမနဲ့ကောထပ်အောင်မြန်ပါတယ်ဗျကဲနောက်တစ်ပြုံတွေ့ပါမယ်18 18 တရှိတတတတကိုလီ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 လေးကိုခွန်လေးလေးကိုခွန်လေးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီရှစ်ကဲဒီခွန်ရဲ့ပေါင်း9ပါတဲ့9ရဲ့ပါဝါ3ည9ရဲ့နှက်ခက်က3 9 3ည3ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတဲ့လဲဆိုတဲ့ခါကျတော့ နှစ်3နဲ့နှစ်3မှာ3တုံးထိပြီးအောင်ခဲ့ပါတယ်6 3နဲ့6 3မှာလည်း3မဲ့ထပ်ထိပြီးညာအောင်မနဲ့ကောအောင်ခဲ့ပါတယ်ဗျကဲနောက်တစ်ပြုံတွက်ပါမယ်နှစ်9 4 3ညနှစ်9 4 3ညတရှိတခွင်တရှိတခွင်၄9ခွန်9 4 9ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ9ရဲ့ ီခွန်ရပေါင်း6၆ပါဝါ1 6နှစ်ခက်က6 6 9ဆိုတော့ဂီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့ခါကျတော့3 8တဲ့မအောင်ပါဘူး6 3 63မှာတော့ကျွန်တော်6တလုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့ကဲဒါဆိုရင်ကျွန်တော်တို့ကဇာတိနေ့အတွက်ကိုကဏ္ဍလေးတွေထုတ်ရအောင်တတ3 3ရတတ33ည1925 1925 395 3 5 4 1 လေးတစ်ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုရင်ဒီတစ်ကဲဒီလေးရဲ့ပေါ့ငါးငါးရဲ့ပါဝါ၃ည၅ရဲ့နခက၃၅၃ည၃ဆိုတဲ့ကီ၃လုံးဒီအပြင်မှာထွက်ရမယ်တကယ်ကောင်းပြီအဲ့ဆိုရင်ကျွန်တော်ကထိတ်စီးလေးတွေနဲ့စဉ်းစားလိုက်ရအောင်ဗျเนาะကီထိတ်ကီထိတ်ကလေးကတော့ကျွန်တော်တို့၃ရဲ့ရှိပြီစတိုက်မှန်နေပါတယ်ဗျเนาะအဲအဲ့တော့ကျွန်တော်တို့ဒီကနေ့ကီထိတ်ကတော့ ဲ့တော့ကီးထိတ်ကီးထိတ်ကကျွန်တော်တို့ကီးထိတ်ကဘာရတဲ့ဆိုတဲ့အခါကျတော့၈၁၆တဲ့၈၁ခုနကီးရိုးရိုးကကီးရိုးရိုးက၅သုံးညသုံးပါတဲ့နော်အဲ့တော့အဲ့ရနှစ်ခုကိုကျွန်တော်တို့မတူညီရတဲ့ တွေ့ကစားမယ်ရှင်ငါရှစ်တုံညရှစ်တုံတင်ငါတင်ငါတစ်တုံညတစ်တုံညတစ်တုံညတစ်တုံဆိုပြီးတော့ဒီလိုမျိုးတွေ့မယ်နောက်တစ်ခါ6 5 6တုံည6တုံဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရပါတယ်အဲ့ဒီမှာကျွန်တော်တို့ break ပေါ့နော် break ကတော့ ိုင်တဲ့ကစားပေါ့နော်ကျွန်တော်တို့ဒီမှာတော့ကျွန်တော်တို့ကဒီ brake နဲ့ပဲဟိုခြုံလို့ရမှာဖြစ်တဲ့အတွက် brake ကိုပဲဆက်ကစားမယ် brake ကတော့ကျွန်တော်တုံးရရှိနော်ဖောင်းဖြစ်နေတယ်နော်ကြိုင်မှာကစားနော်ကျွန်တော်ဒီပုံမှန်နေနေပြောပြတာနော်အဲ့မှာကျွန်တော်တို့ brake ကဘာရတဲ့ဆိုတဲ့အခါကျတော့64တဲ့64တိ5အမှ64ဒီ main brake တဲ့အဲ့ဒါဆိုရင်ကျွန်တော်က64နဲ့ပတ်သက်တာဆိုရင် အဲ15ရဲ13ရဲ63ရဲဒီ3ခွက်ပဲရတယ်เนาะဒီ3ခွက်ကဲအဲ့တော့ကျွန်တော်တို့အဲ့တော့ကျွန်တော်ရဲ့ဒီကနေ့တင်ဆက်မှုတွေကတော့ဒီလောက်ပဲဖြစ်ပါတယ်เนาะအားလုံးကြိုက်နှစ်တဲ့ယူပါမကြိုက်နှစ်တဲ့နဲ့ထိတ်ကီးထိတ်ကိုပဲယူကစားကစားကီးကိုပဲယူကစားကစားဘရိတ်ကိုပဲယူကစားကစားကြိုက်လို့ယူကစားပါเนาะ เนาะနောက်တစ်ခုကကျွန်တော်တို့ခုနဟိုမနေ့ပိုင်း၃ညထိပ်လာပြီးသွားလို့ရှိရင်ကျွန်တော်တို့၃ရက်အတွင်းမှာ1953ညခွန်ဆိုတဲ့အခွေကเนาะအခုတိုင်းကပြန်ကစားရမလို့ဖြစ်နေเนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီမှာတော့၃ညရှိနော်တုံညာရှိတုံကဒီတုံညာမနေ့ပိုင်းတုံညာဖြစ်တဲ့တိရှင်း၅တုံညာခွန်အခုထွက်ရမယ်ဆိုကျွန်တော်ဟိုမှာရေးပေးထားတယ်နော်အဲ့မှာတုံညာ၅ဆိုပြီးထွက်တယ်အခုလည်းတုံညာ၅ကမနေ့ပိုင်းမှာလာပြီးထွက်လိုက်တဲ့အတွက်မနေ့ပိုင်းတုံညာထိပ်လာခဲ့ရင်တိရှင်း၅တုံညာခွန်ဆိုတဲ့အခုရပြန်ထိုးအောင်မှာပဲနော်အဲ့တော့တိရှင်း၅တုံညာခွန် 1859ခွန်းဆိုတဲ့အခွေကပြန်ထွက်ရအောင်မယ်ဆိုဒီတင်ကားလေးကတော့မစိုးဘူးကောင်းတယ်เนาะဒီတင်ကားလေးတော့ကျွန်တော်အကြိုက်အနေနဲ့တင်ကစားမယ်အမျိုးတို့လည်းအကြိုက်တွင်တော့ယူပေါ့เนาะကျွန်တော်ပြောကြရလေးလည်းမနေ့စဉ်းစားရတယ်ကျွန်တော်လည်းကြံခဲ့မှဆိုလို့ပေါ့เนาะကိုလူတို့ရစီခြင်းလို့ပေါ့ဟာလာကဲအဲ့တော့ဒီကနေ့တော့ဒီလောက်ပါပဲအားလုံးစိတ်ချမ်းသာရင်ကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးဒီကြာတဲ့နေ့မှာအကွက်ကောင်းများရရှိပြီးအောင်မြင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ